င်္ဂလာပါရှင်မေလာ26ရက်သတင်းလာနေရွှေရံကုန်ရဲ့ထူးခြားပြင်းသတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဥစွာတင်ဆက်မဲ့သတင်းကတော့ကျိုင်းတုံမျိုးရှိလောကရတရဖူစေရောမြကြီးအောင်ဌာပနာတော်သွင်းလှူပူဆိုတဲ့သတင်းရှမ်းပြည်နယ်အရှေ့ပိုင်းကျိုင်းတုံမျိုးဗုဒ္ဓဦးရင်ပန်ခွဲဝိထုကံတော်အတွင်တည်ထားကိုခဲ့တဲ့လောကရတရဖူစေရောမြကြီးအောင်ဌာပနာတော်သွင်းလှူပူဆိုခြင်းမင်္ဂလာအခမ်းအနားကို မေလ24ရက်နေ့နောက်ပိုင်းကကျင်းပရာအခမ်းအနားသို့နိုင်ငံတော်ဩဝါဒစရိယာဂျိုင်းနုံမြူဒူယာကျောင်း၌ပဒါနာနာယကအကမဟာကန္နဝါစကာပန်နီတာဗက်ဒနာပညာသာမီ အမှုပြုတဲ့ဆရာတော်တန်ဃာတော်များကြောက်တော်မူကြပြီးနာစကာဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဝူချုံမူကြီးမင်းအောင်လိုင်းနဲ့ဇနီးတာဝန်ရှိသူများအလှူရှင်များတက်ရောက်ကြည်ညိုပူဇော်ကြကြောင်းသိရပါဗျာ အခမ်းအနားတွင်နာစကားဥက္ကဋ္ဌနှင့်ဇနီးတို့မှရတနာတရက်ဘူးတော်ကြီးနှင့်ဌာပနာတို့များကိုဆက်ကပ်၍လူပဲပစ္စည်းများကိုဆက်ကပ်လူတန်းကြပြီးရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်တောင်ကြီးရဲ့ဒုတိယပါမောကချုပ်ဆရာတော်တတ္တမဇောတိကတစဗတ္တနာဝိစိတ်တာဘိပါလာထံမှရေဆက်ချအနုဝဒနာတရားနာယူ၍ရေဆက်သွင်းချအမြပေးဝေကြပါသည် အရင်နောက်ရတနာတရက်ဖူတော်ကြီးနဲ့ဌာပနာတော်များကိုလက်ဆင့်ကမ်းပင်ဆောင်၍ဇေရောမြတ်ကြီးအားလက်ရာရေးပင်ဆောင်ပြီးဝစီပိတ်ဆရာတော်နဲ့နတ်စကဥက္ကဋ္ဌတို့ကရတနာတရက်ဖူတော်ကြီးနဲ့ဌာပနာတော်များကိုတွင်လူပူဇော်ကြကြောင်းသိရှိရပါတယ်ရှင်။ဆလတ်င်စမဲတင်ကတော့မြန်မာနိုင်ငံအခြေခံပညာအကြောင်းကြီးများကိုယ်စားလှယ်ဖွဲ့တရုတ်သို့လေးလာရေးခရီးတွားရောက်ခဲ့တဲ့တဲ့။ နေပြည်တော်ဘာဝင်တိုင်းနေသားချင်းနဲ့ပြည်နယ်ခြားကူတို့ရှိအစိုးရနဲ့ပုဂ္ဂလိကအကြောင်းများမှာကျောင်းအုပ်ကြီးများပါဝင်သောမြန်မာကိုယ်စားလှယ်အဖွဲ့ဟာတရုံနိုင်ငံပေကျင်းမြို့နယ်ထန်းချင်းမြို့တို့သို့မေလ19ရက်နေ့မှ23ရက်နေ့အထိတရုံမြန်မာနှစ်နိုင်ငံတန်တမန်ဆက်စပ်ထူထောင်ခြင်း85နှစ်ပြည့်ကိုဂုဏ်ပြုရန်နဲ့နှစ်နိုင်ငံပညာရေးကဏ္ဍကုလူဖလှယ်မှုမြင့်တင်ရန်အတွက်လေးလာရေးခရီးစဉ်တွားရောက်ကြကြောင်းသိရပါသည် ကိုယ်စားလှယ်အဖွဲ့အနေနဲ့လေးလာရေးအစီအစဉ်အတွင်းပေကျင်းမြို့ရှိမဟာဒတိုင်းကြီး DM ရှင်ပြင်းနဲ့လင်ကုန်းဖျားကျောင်းတို့ကိုလည်းလဲပတ်ခဲ့က International School များတက်ဆိုင်ရာရင်ကျေးမှုနဲ့ပညာရေးအစားအုံများတို့တွားရောက်ပြီးလက်တွေ့လေ့လာမှုများပြုလုပ်ခဲ့ကြကြောင်း ပေကျင်းထန်းချန်းအမြန်ရထားလမ်းဖြင့်တွားရောက်ခဲ့ပြီးထန်းချန်းမြို့တွင်ရှေးဟောင်းဟင်ကျေးမှုလမ်းကျွေအိမ်တော်တို့ကိုလေလာခဲ့ကြကြောင်းနဲ့ဒါအပြင်ထန်းချန်းမြို့ရှိတရုတ်ဂျာမန်အသံမဝန်ကြောင့်ပညာတက္ကသိုလ်တို့တွားရောက်လေဘက်ကအလောက်ရောင်ဆွေးနွေးပွဲများပြုလုပ်ကြပြီး အမျိုးသားပညာရေးအရေးအသွေးမြင့်တင်ရေးနိုင်ငံရေးချာတရုတ်ဘာသာစကားသင်ကြားရေးဖွံ့ဖြိုးဆဲနိုင်ငံများအတွက်အသံမဝန်ကြောင့်ပညာရေးစတဲ့အကြောင်းအရာများကိုဆွေးနွေးခဲ့ကြတယ်လို့သိရပါပါတယ်ရှင်။ နောက်ထပ်တင်ဆက်မယ့်သတင်းကတော့ကိုရီးယားနိုင်ငံတွင်ကျင်းပတဲ့ Seoul Friendship Festival 2025တွင်မြန်မာတန်ယုံကမြမရွာရင်ကျင်းမှုပစ္စည်းများခင်းကျင်းပြသတဲ့သတင်းကိုရီးယားသမ္မတနိုင်ငံဆိုမြူတို့အစိုးရ SMG မှကျင်းပပြုလုပ်တဲ့ Soul Friendship Festival တွင်မြန်မာတန်ယုံမှလည်းတန်ယုံစုံတွင်မြမယူရရင်ကျေးမှုပစ္စည်းများကိုခင်းကျင်းပြသကြောင်းသိရပါဗျ။အဆိုပါ Soul Friendship Festival ရဲ့ဖွံ့ဖွဲအခမ်းအနားကို မေလ24ရက်ကဆိုမျိုးရှိတောင်တမန်ဒီဇိုင်းပလာဇာမှာကျင်းပရာကိုရီးယားသမ္မတနိုင်ငံဆိုင်ရာမြန်မာတန်မဲ့ကြီးဦးတန်စင်ဦးဆောင်လျက်မြန်မာတန်ယုံဝန်ထမ်းမိသားစုများပါဝင်တက်ရောက်ခဲ့ကြရလို့သိရပါတယ်။ပွဲတော်တွင်ကိုရီးယားသမ္မတနိုင်ငံအခြေဆိုင်အာဆီယံတန်ယုံများအပါအဝင်ဥရောပအမေရိကအရှေ့အလယ်ပိုင်း အာဖရိကနဲ့အာရှအစရှိတဲ့နိုင်ငံများမှာစစ်စုပေါင်းတန်ရုံပေါင်း50ခန်းတို့မှာ၎င်းတို့ရဲ့ရိုးရာရင်ကျေးမှုပစ္စည်းများနဲ့စားသောက်ဖွယ်ရာများအားခင်ကျင်းပြသခြင်းနဲ့ရောင်းချခြင်းများပြုလုပ်ကြရလို့သိရပါတယ်။အဆိုပါ Soul Friendship Festival ကို1996ခုနှစ်မှာစတင်ကနှစ်စဉ်ကျင်းပခဲ့ခြင်းဖြစ်ပြီးရိုးရာယဉ်ကျေးမှုမျိုးစုံပါဝင်တဲ့အကြီးဆုံးသောပွဲတော်ကြီးတစ်ခုဖြစ်ကြောင်းလည်းသိရှိရပါရဲ့ရှင်။ ောက်ထပ်တင်ဆက်မယ့်သတင်းကတော့အိန္ဒိယဆိုရာကချန်စီယိုလန်ဦးကြောင့်ဖော်လို့မူမီတာ300ခန်းနောက်ဆုတ်တယ်လို့ဆိုတဲ့သတင်း အိနီယာဆိုရကနေသားချန်စီကိုရှေ့ပြေးလန်းဦးချောင်းဖောက်လုံမှုကိုမူလဖောက်လုံထားတဲ့နေရာကနေအိနီယာဘချံကိုမီတာ300ခန်းနောက်ဆုံးဖောက်လုံထားပြီလို့သိရပါတယ်။သကိုင်းတိုင်းတမူမျိုးနဲ့ကွန်းတောင်းအုပ်စုဆီယာဆန်နဲ့ဝက်ရှူဂျေးဝါအနောက်ဘက်ကနှစ်နိုင်ငံနယ်စပ်မှတ်တိုင်း82နဲ့83ကြားမှာအိနီယာဘက်ကနေသားချန်စီကိုခံနေတဲ့ရှေ့ပြေးလန်းဦးချောင်းဖောက်လုံမှုအားမေလ20ရက်နေ့ကဝက်ရှူဂျေးဝါနောက်နယ်စပ်မှတ်တိုင်း 73အနီးအိန္ဒိယဗလ်ချန်ကိုမီတာ300ခန့်နောက်ဆုတ်လိုက်တာလို့သိရပါတယ်ရှင်။နောက်ဆုံးနဲ့စမဲတဲ့တင်ကတော့ညောင်တုံးမှာမြေကမ်းမပြေကြလို့အင်းဆက်ရှင်လုံးရေမြောပါပြီးအင်ဂျီ30ကျော်အရေးပေါ်ရွှေပြောင်းနေတဲ့တင်။အေရီတိုင်းညောင်တုံးမြို့နယ်ညောင်တုံးရငင်းဆန်ရရွာမှာမေလ24ရက်ညပိုင်းကမြေရတိုက်စားမှုကြောင့်ကံမပြူကြပြီးလူနေအိမ်16လုံးမြစ်ထဲပါသွားက35လုံးမှာဖျက်သိမ်းရှိပြောင်းခဲ့ရတယ်လို့သိရပါဗျ။ ကမ်းမပြူကြတဲ့နေ30ကျော်ကိုအရေးပေါ်ရွှေ့ပြောင်းမှုတွေပြုလုပ်နေရကြောင်းနဲ့ရေထဲကျသွားတဲ့အိမ်တွေနဲ့ရွှေ့ပြောင်းနေရတဲ့အိမ်တွေထဲမှာတဲအိမ်ဝါအိမ်တွေပါတယ်လို့အိမ်ကြီးအိမ်ကောင်းတွေလည်းပါတယ်လို့ဒေသခံတွေရဲ့ပြောကြားချက်အရသိရပါတယ်။လက်ရှိမှာ မြေကမ်းမပြူကြမှုကြောင့်နေဆုံးရှုံးခဲ့တဲ့ဒေသခံတွေနဲ့နေအိမ်ပြောင်းရွှေ့နေရသူတွေမှာစောင့်ချနာအပါအဝင်အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့လည်းသိရှိရပါတယ်ရှင်။ ကျွန်မရှင်ကောမီဒီယာကနေပြည်တွင်းမှာဖြစ်ပေါ်နေတဲ့သတင်းဖြစ်စဉ်များပါအဝင် နိုင်ငံတော်အရှိထူးခြားဖြစ်စဉ်များကိုအစင်းတဲ့ပင်သိရှိနိုင်ရန်ထုတ်လင်းတင်ဆက်ပေးလျက်ရှိပါတယ်။ကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ရှိပါတယ်ရှင်။